စူပါမားကတ်မှာဈေးဝယ်တက်ဖို့ဒီနေ့ဆရာတင်ပေးမယ်။ဒီမှာရှိတဲ့စာကြောင်းက6ကြောင်းနဲ့ဆိုပေမဲ့အဲ့6ကြောင်းစာနေပွားသွားလို့ရှိရင်အကြောင်းပေါင်းများစွာရနိုင်တယ်။ vocabulary များစွာရနိုင်တယ်။အသုံးအနှုန်းများစွာရနိုင်တယ်။ဘယ်လိုသုံးရမလဲဆိုတာကိုလုံးဝမဖြစ်မနေလိုအပ်တဲ့ဟာတွေကိုဆရာစဉ်းစားပြီးတော့ဆရာရေးပြထားတာဖြစ်တယ်။ဒါတနေ့စာတနေ့ပြီးတဲ့ vocabulary ကိုကြက်မှတ်မယ်။လိုက်ပြီးတော့မှတ်သားမယ်၊ရေးမယ်၊လိုက်ပြောကြည့်ကြည့်မယ်ဆိုလို့ရှိရင်ရက်60အတွင်းမှာ English speaking ကဒီအတိုင်းအနေနဲ့ဆက်ဆိုင်အများကြီးတွေ့ရတော့မယ်။ ဟုတ်ပြီဒီမှာဆရာကြီးပြထားတဲ့ဟာတွေကပါလဲဆိုရင်ငါနွားတို့ပေါမုံဗမာရှာလို့ရနိုင်မလဲဒါမျိုး site အသေးရှိလားကိုကိုဒါမျိုးတစ်ခုတွေ့ပြီဆိုတော့မှာဒါမျိုး site အသေးလေးရမလားနောက်ဒါမျိုးအပြာရောင်လေးရှိလားငွေရှင်းမဲ့ကောင်တာကဗမာလဲနောက်စမ်းဝင်ကြည့်လို့ရနိုင်မလားဒါမို့ကတ်နဲ့ပြီးလို့ရမလားငွေသားရောကတ်ကောလက်ခံတယ်ခဲ့ဒါဒီအတုံးတုံးလေးတွေကိုဒါဆို vocabulary အသေးသေးသိမယ် ြောတဲ့ဟာလေးသိမယ်ဆရာတေချာလေးပြောပြမှာဖြစ်တဲ့အတွက်ကြောင့်တေချာလေးနားထောင်မယ်ပေါ့နော်အရင်ဆုံးဒါကိုဆရာကျွန်တော်ကပါကျွန်တော်စမ်းပြီးတော့ပြောကြည့်ကြည့်ဦးမယ်ဆိုရင်ဗီဒီယိုလေးခါလေးရက်ပြီးတော့ဟိုဘက်ကအဖြေလေးကိုစမ်းပြီးရေးကြည့်ကြည့်လို့ရတယ်အရေးပြီးမှဆရာတို့အဖြေတိုက်လို့လည်းရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါပြောပြီးပြီးကိုဘက်ကိုစမ်းကြည့်ပြီးလို့ပဲဆရာယူစားလိုက်မယ်ဆရာအဖြေပြောပြတော့မယ်ကဲဘာမှရှာလို့ရနိုင်မလဲလဲမေးကုန်ပေါ့နော်လဲမင်းလို့ဆိုရင်ကျင်းသေးတာကတော့ WH နဲ့စရအောင်မယ်ဒါကအင်္ဂလိပ်စာအောက်တက်ကြဖို့ရ30 series အရှိမလေးကဆရာပြောပြပြီးသားဘယ်နေရာမှာဆိုတော့အင်္ဂလိပ်လိုဘယ်လိုလဲဆိုရင်ပွဲလိုရည်နော် ဝဲပင်အကူထုတ်ရမယ်အဲ့ဒါမှမေးခွန်းဖြစ်တယ်ရနိုင်မလဲဆိုတဲ့ဟာဒီခန်းကိုတော့ရတယ်နော်ဘယ်လိုရနိုင်မှာလဲဆိုရင်ကျွန်ုပ်ငါပေါ့ငါဆိုအိုင်ဝဲခံနိုင်ရတာကိုဒီမှာ get တုံးလို့ရရယ်နော်အဲ့ဒီမှာရှာလို့ရတယ်ဆိုတာကြတော့ fine ပေါ့ဝဲခံနိုင် fine နွားလို့ဆိုလို့ရှိရင် get the mink လို့ဆရာတုံးလိုက်မယ်နော်ဒါဟိုကိုနောက်ခါကျ promote ဆိုလို့ရှိရင်ကျတော့ bread နော်အဲ့ဒီလိုပဲတုံးလို့ရတယ် where can i find the mink demetelia where can i find mink ဝဲခံတဲ့ fine bread ဒါဆိုရှင်အပေါင်းမှုကိုပမာရှာလို့ရနိုင်မလဲနွားနို့ကိုပမာရှာလို့ရနိုင်မလဲဆိုပြီးဖြစ်သွားတယ်ပမာရှာလို့ရနိုင်မလဲဆိုတော့ဒီလိုလုံးတုံးတာမယ်အမကိုရှာခြင်းနဲ့ဟာကိုစူပါမားကတ်မှာမေးလို့ရတယ်ဒါနောက်တစ်ခါဒါမျိုး site သေးရှိလားကိုကြိုက်တဲ့ဟာမျိုးတော့တွေ့ပါရဲ့ဒါပေမဲ့ site ကနည်းနည်းကြီးနေရဆိုပါစို့ဒါဆိုရင်ဒါမျိုး site သေးရှိလားဆိုပါလို့မေးရမယ်ရှိလားဆိုတာကကို့မှာရှိမှာမင်းတို့မှာရှိလားဆိုပြီးတော့မေးရမှာပေါ့နော်အဲဒါ ဒူးယူဆိုပြီးတော့တွက်လိုက်တယ်။လာမေကွန်းဒီအကူနဲ့စရမယ်ဆိုတော့ဒူးကိုရှေ့ထုတ်လိုက်တယ်။တင်းတော့မှဆိုယူ။စရမေကွန်းမှာတင်းမပါဘူး။ဒါပေမဲ့ကိုမေးချင်တာတင်းကိုပဲမေးချင်တယ်ဆိုတဲ့သဘောတရားပါလို့ယူထည့်ရတယ်။ယူကဘယ်ရောက်ဝင်လာလဲဆိုရင်ဒါမျိုး site သေးရှိလားဆိုတာမေးချင်တာမင်းတို့မှာ site သေးရှိလားပေါ့နော်။ဒါဆိုရင်ရှိတာတော့ဗာလဲဆိုရင် have မင်းတို့မှာရှိလားဆိုတာလေးရပြီ။ကြည့်ဒါမျိုးဆိုတာ this ပေါ့ do have this ကြည့်ဒီမှာလာပြီ။မှတ်ထားမယ့်ဟာလေးလာပြီ။အဲ့ဒါဗာလဲဆိုရင် in လေးနဲ့တွဲတဲ့ဟာလေး in and smaller size အဲ့တော့ပိုသေးသော size ပေါ့ပိုကြီးသော size လေးဆိုဒီမှာနည်းနည်းချိန်လိုက်အောင်ပါလေ bigger size เนาะအဲဒါဆိုရင်ဒါကတော့ဒီ size do have ကိုကျွန်တော်မေ့သွားနိုင်တယ်ဆိုရင်ဘယ်လိုမျိုးသုံးလို့ရလဲဆိုရင် can i have အားရနိုင်မလား can i have this in a smaller size လို့သုံးလို့ရတယ်နောက်ဆုံးလုံးဝအရှင်းမေ့သွားပြီအရှင်းရဟာဒီအရှင်းမေ့သွားပြီဆိုရင်ဒါလေးတော့မမေ့နဲ့ပေါ့เนาะ a smaller size နောက်ကအတန်းလေးကိုမြင်ပြောလို့ရှိရင်ဒီ informal အရာပေါ့နော် broken သဘောတော့စောင်းတာပေါ့နော်မိကုံးသဘောလေးဖြစ်နိုင်တယ်ဥပမာပြဆိုရင် what's your name ဆိုရဲ what ပါမှာမိကုံးဖြစ်တယ်လို့ရတယ်လို့မင်းရဲ့နာမည်ကို your name အဲ့လိုမျိုးနာမည်လေးကိုမေးပြီးအတန်းလေးနှိမ့်လိုက်ခြင်းအပြင်လည်းမိကုံးအတန်းလေးထွက်သွားတယ်အဲ့ဆိုရင်ရှိရဘာမှထုတ်စရာမလိုတော့ဘူး speaking မှာပြောတာနော်ဒါ speaking စီးမှုလို့ဆရာလုံးလေးပြောပြပေးတာအဲဒါမှလည်းလို့ပဲ do you have this ကိုလုံးဝမေးနေပြီဆိုလို့ရှိရင်ဘယ်လိုလေးပဲပြောလို့ရရဆိုရင် a smaller size ဒါပြဟိုဒါလေးကိုပြပြီးတော့အဲ့လိုလေးမေးရင်လည်းရတယ် ဒါပေမဲ့တည်စီစီလေးပြောချင်ရင်เนาะဒါမျိုးလေးသုံးမယ် do you have this in a smaller size အဲ့ဒါမျိုးဒါမျိုးအပြာရောင်ရှိလားအတူတူပဲပေါ့ဒါပဲလေမင်းတို့မှာရှိလားဆိုတော့ do you have this ဘယ်နှက in လေးလုံးတော့မှတ်ထားမယ် in blue ဟိုဒါမျိုးအပြာရောင်ရှိလား တိတ်တော့မခတ်ဘူးเนาะအင်္ဂလိပ်စာလေ့လာရတယ်တင်းစာတင်းတင်းပုံမှန်လေ့လာလို့ရှိရင်ရလာမှာဘာလို့လဲဆိုတော့ तू อ่ะ subject မဟုတ်ဘူးက language ဖြစ်တယ်ဘာသာစကားဖြစ်တဲ့အတွက်ကြောင့်များများထိတွေ့မှုလုပ်ပြီးလို့ရှိရင်ကိုယ်လည်းရင်းနှီးကြောက်ဝင်လာတယ် तू อ่ะရလာလာမျိုးပေါ့เนาะအဲ့တော့ subject မှာပိုင်းတိုင်းကျွမ်းကျင်တဲ့ chemistry တွေ physics တွေသင်ချာရင်မှာကျွမ်းကျင်တဲ့လူတွေဆိုဆရာတို့ပို့ပြီးတော့လေ့စာရဆရာတို့ဆိုတာက language ပဲဆရာတို့သင်နေရပေါ့เนาะ subject ကြီးတို့သင်နေရမဟုတ်ဘူး subject ကမှာတကယ့်ပညာရတကယ့်သင်တတ်တဲ့လူကတကယ့်ပညာရပေါ့เนาะဒါပဲဗမာပဲဖြစ်ဖြစ်ပညာယူတဲ့အရာစူးစားပါเนาะကဲငွေရှင်းမဲ့ကောင်တာဗမာလဲ ဲမှာလဲပြခဏခဏလုံနေတာအများလုံးရေးစေးပါလားဝဲဝဲပြီးလို့ရှိရင်ဒီနေရာမှာဖြစ်တယ်ဆိုတဲ့သဘောတရားပါတယ်ငွေရှိမဲ့ကောင်တာဘာမှဖြစ်တယ်လဲဘာလို့ဆို subject မှာမပါတာဒီမှာဆိုရင် subject i ပါတဲ့အကြောင်းခံလိုက်ရှာပြီးတော့အကူတွေထုတ်ရတယ် where is နော်ငွေရှိမဲ့ကောင်တာဘယ်လိုခေါ်လဲဆိုရင် check out counter လို့ခေါ်တယ်အဲ့တော့ daily ထည့်မယ်တိကျလို့ပေါ့နော်ငွေရှိမဲ့ကောင်တာဆိုတာကိုပြောတဲ့လူရောနားထောင်တဲ့လူရောနှစ်ယောက်သုံးတင်ဒဲသုံးဆိုပြီးဆရာပြောထားတယ်တိကျရဲ့ဆိုတာပြောတဲ့လူကနားထောင်တဲ့လူကတိတိတယ်လို့ပြောတာမေးတဲ့လူကလည်းကိုရှင်းရမယ့်နေရာကိုကိုမေးတယ် ပြောပြရလို့လည်းဒီကိုရှင်းမဲ့နေရအောင်သိရလို့ယူဆပြီးတော့နေရာစလုံးသိရတဲ့ကြောင့်ဒဲတုံးထားရပါတော့เนาะ where is the check out counter ဒါဆိုရင်ငွေရှင်းမဲ့နေရာကဘယ်နေရာမှာလဲဆိုအောင်ပြတ်သွားပြီခဲနောက်ငါစမ်းဝင်ကြည့်လို့ရနိုင်မလားနိုင်မလားပေါ့เนาะလုံနိုင်မလားလာမေကုန်းဆိုရှိတော့အခုထုတ်နိုင်နေဆိုတော့ကန်ထုတ်လိုက်တယ်ဝင်မှာငါဆိုတော့ခံနိုင်ပေါ့စမ်းဝင်တာကိုဘယ်လိုခေါ်လဲဆိုရင် try on လို့ခေါ်တယ်ဒါဒီက လိုခေါ်လဲဆိုရင် buffers တယ်လို့ခေါ်တယ်အဲ့မှာသူ့ရဲ့အနောက်မှာဟိုဘာလို့လဲဆိုရင်၎င်းကိုဆိုတာလေထည့်ကျင်တယ်ဆိုတော့၎င်းကိုဆန်းဝစ်ကြီးနိုင်မလားဆိုရဲဟာလို့ထည့်ကျင်တယ်ဆိုရင်၎င်းကိုဆိုတာ pronoun ဖြစ်တယ် pronoun ဆိုလို့ရှိရင်အဲ့နှလုံးသွေးလေးတွေအလယ်ကိုညှက်ပြီးရေးရတယ်ပေါ့ရှိတယ်ဒီနေရာ pronoun ဆိုညှက်ရေးရတယ် noun ဆိုလို့ရှိရင်ညှက်ရေးလည်းရတယ်မညှက်ရေးလည်းရတယ်ဥပမာအဖြစ်ဆိုရင် t-shirt ဆိုလို့ရှိရင် can i try this t-shirt on ဆိုပြီးညှက်ရေးလည်းရတယ်ဆို can i try on this t-shirt လို့နောက်မှာထားရေးလည်းရတယ်ဒါပေမဲ့ဒီလိုမျိုး pronoun နံစားတွေသုံးမယ် his to him တို့ her တို့စသဖြင့်နာမ်စာတွေကိုသုံးမှာဆိုလို့ရှိရင်ဒီနှလုံးခြားတွေကိုညှက်မှာညှက်ရေးမှာရတယ်အဲ့ဒါဘယ်လိုလဲဆိုရင် can i try it on ငါဒါကိုစမ်းဝင်ကြည့်လို့ရနိုင်မလားတဲ့ဒါနောက်တစ်ခုကန့်နဲ့ပေးလို့ရလားဒါလည်းရနိုင်မလားဆိုတော့သဘောတရားပြီးတော့ခံပဲပေါ့ပေးမှာကိုဆိုတော့ i ဆိုတာအခုလာပြီးရင်အများနဲ့လောက်တဲ့ subject လာတယ်ဒီအတွဲလေးကိုမှတ်တာခံနိုင်ပေးတာတော့ဖေးပတ်စံပေးတာကြောင့် give နဲ့မသုံးပဲလေ ထေးနဲ့သုံးမယ်ကတ်နဲ့ဆိုတာကတ်ဖြင့်ဆိုတဲ့ဒီပဲပေါအောင်ဘိုင်းသုံးမယ်ဖြင့်ဆိုတဲ့ဒီပဲပေါအောင်လို့နော်ခဏဘေးပိုင်းခတ်စေအားဒီခတ်ငါခတ်နဲ့ပေးလို့ရလားဟိုဘက်ကနေအဖြေလေးကြောင်းနဲ့ပြန်ပြောကြည့်မယ်ငါတို့ငွေစားရောကတ်ရောလက်ခံပါရဲ့ဒါဆိုငါတို့ဆိုတော့ we ပေါ့ကျွန်တော်တို့က we subject ပြင်နောက်ကဖတ်ကိုသွားဒါတော့ရိုးရိုးစာကြမ်းမှာတော့ subject ပြင်ဖတ်သွားတယ် accept we accept ငါလက်ခံတယ်ဗာလဲငွေစား both ဆိုတာနှစ်မျိုးစလုံးဆိုတာ both လို့သုံးမယ်လို့မှတ်ထားငွေစားကိုကြတော့ cash လို့ခေါ်တယ် cash အဲ့ဒါလေးထည့်ပါနော် cash and နောက်က card ကိုကြာတော့ card ပေါ့နော်အဲ့တော့ we accept our question mark တွေသွားထည့်နေမှာပြီ we accept both cash and card cash လဲလက်ခံတယ် card လဲလက်ခံတယ်ငွေသားကို money လို့မသုံး cash လို့သုံးမယ်ငွေသားနော်ငွေသား card ကိုကြာတော့ card လို့သုံးမယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်음တော်တော်များများကြီးသိသွားမယ်လို့ဆရာတော့ယူဆလိုက်ပြီမသိတဲ့ဟာရှိရင်မှတ်မယ်ဗစက်ကလည်းပြောပြတစ်ခါတော့ကြင့်ကြည့်မယ်တနေ့ကိုဒါအတွက်ဆရာထင်တယ်အချိန်10မိနစ်15မိနစ်ပြီးပို့ပြီးတော့ မပေးရပါဘူးเนาะအဲ့အချိန်လေးကိုပေးလိုက်မယ်ဆိုလို့ရှင်လတွေနှစ်တွေစုလာလို့ရှင်မရဆရာအကြောင်းမရှိဘူးဆိုတာကိုဆရာရေးရေးအမှခံရတယ်ကိုကဇွဲရှိရှိလေးနဲ့ပုံမှန်လေ့ကျင့်ဖို့လိုအပ်ပါတယ်ဗောနော်နိုင်ငံခြားသွားတင်ဆရာမလိုပါဘူးအားလုံးအားလုံးပဲဆက်ပြီးကြိုးစားကြပါ fighting ပါ